ဗျာအလုံးကျမ်းမှာချမ်းသာကြပါစေဗျာအခုလိုဗုဒ္ဓဘာသာဝင်ခုနှစ်ရက်သားသမီးတွေအပင်မံခံပြီးတိရိတ်တကတွေအကုန်ခံပြီးလာကြရတဲ့အတွက် ဘုံဘုံနေဝမ်းမြောက်ဝမ်းသာကြည်တာမဟုတ်ဘူးဝိတ္တရူဆရာတော်ဘုရားကြီးတွေလည်းဝမ်းမြောက်ဝမ်းသာတာတုအနုမောဒနာပြုကြတယ်တရားမင်းနဲ့နဂါကလုံးဂုံမန်ယက်ကကန္တပဆိုတဲ့နတ်မင်းကြီးတွေကလည်းဝမ်းမြောက်ဝမ်းသာတာတုအနုမောဒနာပြုကြတယ်အခုလိုလူသုံးနေတဲ့အချိန်မှာ ဘဝပေါင်းများစွာကသွေသက်မျိုးသက်ဘဝသက်ပဋ္ဌာန်းသက်ပါရမီသက်တွေစုံလင်တဲ့အချိန်မှာတည်တည်တည်တိုက်တဲ့ဘုရားဘာသာရဲ့တရားတော်မြတ်မြတ်တွေကိုတည်တည်ကျင်နာအဲ့ဒီလိုသိသွားရင်ယင်းနဲ့အသေးတဲ့နှလုံးသားထဲမှာတွဲသွားရင်ဘုရားဘာသာပြည့်ရကြုံနဲ့မယ်ဘုံဘုံမနဲ့ကတော့တရားပွဲတော်ပွဲဟောခဲ့တယ် ဟောခဲ့တော့တိတိတိလိုက်တာဒီကိုဘုရားရှင်ရဲ့အပေါ်မှာဗုဒ္ဓံတရဏိကိစ္စမိဖြစ်အောင်ဘလို့နေတိုင်းရမလဲဘလို့သိထားရမလဲတရားတော်မြတ်တရဲ့အပေါ်မှာဘလို့နေတိုင်းရမလဲဘလို့သိထားရမလဲဘလို့ကြည်ညာအထောက်ရမလဲသံဃာတော်မြတ်တို့ရဲ့အပေါ်မှာဘလို့သိထားရမလဲဘလို့နေထိုင်ရမလဲဆိုတာဒီဘုံဘုံမနဲ့ကတော့ဟောခဲ့ပါတယ် နော်အခုတော့ယင်းမင်းတော်ကြီးတစ်ခုလုံးအာလုံးပြည့်နေတော့ပိုးပြီးတော့တည်တည်ခြင်းနဲ့သူများများတည်လီပိုးပြီးတန်ဖိုးရှိနေပဲမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကဟောကြားခဲ့ပါတယ်သာသနာ2500ကျောင်းကြီးနဲ့ကြောလာခဲ့ရင်ဘောဓလမင်းရဲ့အိမ်မက်ကြီးအတိုင်းဖြစ်လိမ့်မယ်အဲ့ဒီအခါမှာတည်ခံခြင်းနဲ့ကိုကြီးသာတရားတွေ မြစ်တာတရားဒီခေါင်းပါပြည့်စည်ကုန်ကြပြီ၅ပါးသီလဆိုတာအမတန်ကြားပါသွားမယ်တဲ့နော်လူတိုင်းလူတိုင်း၅ပါးလုံဖို့ဆိုတာမလွယ်တော့ဘူးနောက်တကဥပုပ်သီလဆိုတာပျောက်ကျွယ်သွားလိမ့်မယ်ဆိုတာမြတ်စွာဘုရားဟောခဲ့တာတွေဟာအကုန်ပြည့်နေပြီအဲ့ဒီလိုများပြစ်လာခဲ့ရင်ကတ်သုံးပါးဆိုင်မယ်တဲ့လူတွေမှာအကုသို့ကြီးမားတဲ့အတွက် တရဏဂုံကိုပါမေ့လျော့ပြီးတော့ဘောဘောသသနေထိုင်တော့အသက်တနည်းကြီးတာတောင်းဒီနေ့တစ်ခေါက်နဲ့365ရက်ကကြည့်အောင်မရွတ်ခဲ့ကြဘူးပြည့်ဖို့နေနေသာသာတလသာအသက်တနည်းကြီးသွားတိုင်းတလသာတောင်းကြည့်အောင်မရွတ်ကြဘူးတောက်လိုက်သားလိုက်ကြော်လိုက်ပါလိုက်ကာမဂုဏ်နေတဲ့ပဲအာဟုတူတွေကိုသူ့နေကြတယ် ုသိုလ်ကြတော့အလကားရမဲ့ကုသိုလ်တရဏဂုံကြတော့တစ်ခေါက်မှမယွတ်ပြကြဘူးတဲ့အဲ့ဒီတော့တရားမင်းလည်းမကယ်နိုင်ဘုရားရှင်ကြီးတက်ကြည့်ပြကြရှိတော့မကယ်နိုင်တဲ့အကုသိုလ်ဇိုးတွေပါဘုရားတဲ့သဘောပေါက်လားအဲ့ဒီတော့တို့တွေကဘုရားရှင်ကို မပြင်းမပါဘူးမပြင်းမပါဘူးတို့ကဗုဒ္ဓဘာသာတွေလို့သာဩနေတာနော်ဘုရားကြောင်းကံရောက်လို့ရှိရင်နော်ဘုရားကြောင်းကံဝင်းထဲမှာမူးရစ်တောက်သားနေတာတွေအယက်ဒေတာတွေနန်းတော်နေရင်ကောင်းမှာမလားကောင်းပါဘူးဗျာကဲကိုကနောက်သာပြီးဝင်လာတော့အခုအများကြားထဲမှာထိုင်းနေရင်အယက်နဲ့နေနေရင်ဘေးနာကနေနိုင်မှာမလားမနေပါဘူးဗျာအဲ့ဒီတော့အယက်ဒေတာတောက်သားမူးရစ်တာတွေဟာနော် ဟောမြတ်စွာဘုရားကိုဆန့်ကျင်ပြီးတော့စော်ကားနေတာနဲ့တူးနေပြီသဘောပေါက်လားပေါက်ပါတယ်ခင်ဗျာအဲ့ဒီတော့မြတ်စွာဘုရားကနူးညံ့သိမ့်ပွေတာကြိုက်သလားကြမ်းတမ်းယုံမာတာကြိုက်သလားနူးညံ့သိမ့်ပွေတာကြိုက်ပါဘူးခင်ဗျာအေးအဲ့ဒီတော့ကြမ်းတမ်းယုံမာတဲ့အခါကျတော့သေးကြသူကြနေဟဲ့ငါရဲ့သူရဲ့ကိုယ့်ရဲ့နဲ့ဆိုရင်မြတ်စွာဘုရားရဲ့မြစ်တာတက်ကိုရပါမလားမရပါဘူးခင်ဗျာ နောက်တကမိသားစုတွေထဲမှာသူရိုက်လိုက်ငါရိုက်လိုက်နှိမ့်သက်ညင်ပန်းနော်ကိုသားမယကိုရိုက်နဲ့ညင်ပန်းနှစ်ပြီကိုသားသမီးကိုတအားနှိမ့်သက်နော်အဲ့ဒီလိုမျိုးတွေပြစ်လာရင်ဗုဒ္ဓဘာသာမှန်မမလားမှန်ပါဗျာသားသမီးချင်းလဲကိုချင်းမစားမိဘချင်းလဲကိုချင်းမစားကြတော့ဗုဒ္ဓဘာသာဆိုတာပြောရမှာတောင်ကျက်လာတယ်တဲ့တရားမင်းရ သဘောပေါက်လားမှန်ပါဗျာအဲ့တော့ကိုကြီးစာတရားတွေကင်းမဲ့ဘုရားသက်ကလည်းနားမတော်မြတ်စွာဘုရားကမာတိပြစ်သည်မှန်သည်ပြစ်သည်မပြန်တော်လဲသူသူပြောတဲ့အတိုင်းမှမဟုတ်ဘဲငါဘာနာတရားကြည့်လဲသူပြီးတီးခံလိုက်ပါမှန်နေလို့ကြည့်ရင်လဲသူမှန်တာပြောတာပဲတီးခံလိုက်ပါတဲ့ အဲ့တော့မာတိပစ္စေမန္တိပစ္စေတိကံမာလို့မြတ်စွာဘုရားအဆုံးကုန်ဟောတာရဲ့တန်နဲ့ခံသိမှခံမယ်ဆိုတာဒီပေါ်မလာဘူးလားပေါ်ပါဘူးတိကံလေဆိုတာအတိုင်းအစရှိတယ်ဆိုတာဒီပေါ်မလာဘူးလားပေါ်ပါဘူးအဲ့တော့မြတ်စွာဘုရားကအဆုံးကုန်တဲ့အဆုံးပုံးနေတာတောင်ထပ်ပြီးတော့သိဉ္ကြီးခံလိုက်ဦးအဆုံးကုန်တဲ့ပူပြီးသိဉ္ကြီးခံမှာတိကံချင်းနဲ့မြတ်သောအရှင် မရှိတော့ဘူးတဲ့အမြတ်ဆုံးသောအကျင့်ပြောပါသူရင်နော်သီလသိက္ခာတမာတိသိက္ခာပညာသိက္ခာသိက္ခာသုံးရမှာအမြတ်ဆုံးသောအကျင့်ပြောပါသူရင်သီခံခြင်းပဲအခုလူတွေကသီခံခြင်းကိုဤတရားလိုပဲသဘောထားတော့တယ်နော်အဲ့ဒီတော့ဘုရားရှင်ကြီးကိုကိုးကွယ်ပါတယ်သီကပ်ပါတယ်သူပြီးဘုရားကြောင်းကံဒီမှာ ချိန်တွေးကြတဲ့အတွဲတွေမဖွဲ့မရလုံးကြတာတက်တော့ဖရာကြောင့်ကမှာပဲဖလေးရသွားတာဗိုက်ဖူသွားတာတွေမရှိဘူးလားမရှိပါဘူးဗျာတဲ့အဲ့ဒါတွေကြဘယ်လိုပြောမလဲသောကားတာတဲ့တောင်အတိုင်းအသလုံးကုန်ကြပြီအဲ့ဒီတော့ညမျိုးတစ်မျိုးအတွဲနော်ဒီနေ့ဒီနေ့ကိုအကောင်မောင်းဘယ်လောက်သေးလဲတိရိစ္ဆာန်မောင်းအကောင်မောင်းဘယ်လောက်သေးလဲ တည်တဲ့အပေါင်းတရားအကုန်ကျွတ်ပါမလားကျွတ်ပါဘုရားကဲမြို့နယ်ကြီးတိုင်းတိုင်းအတွက်ဧရာဝတီတိုင်းတိုင်းအတွက်တတိတတိဘယ်နှကောင်လောက်စီမလဲတလဆိုရင်ဘယ်နှကောင်ကြီးသွားမလဲတနည်းဆိုရင်ရောဘယ်နှကောင်ကြီးမလဲအဲ့ဒီအကောင်တရားအောက်ကူများလို့ဖြစ်တော့ဖွင့်လို့ခြင်းသီးသန့်ခြင်းသူတို့မှကြည်လာကိလေသာတို့ရဲ့စိတ်ဓာတ်နဲ့အညိုးပဲရှိတယ်တဲ့မြတ်စွာဘုရားက အဲ့ဒီအညိုးတွေနဲ့သူကျွတ်ပါမလားကျွတ်ပါဗျာအကောင်တရားအတတ်ခံရလို့ဘယ်နှကောင်ကျွတ်မလဲကျွတ်ပါဗျာကျောင်းမှမကျွတ်ဘူးအညိုးသာကြီးခဲ့ရင်နော်ကျက်မလေးကနေပြီးတော့ငါသားသမီးသားတဲ့အတွက်ဒင်းသားသမီးသားနိုင်ပါရဲ့ဒီဆိုတော့ကဘာတသိမ့်ဘုဒ္ဓမုတ်တော်ကဘုရားလက်တည်းတွေကတမင်မွေးရင်ကြားသာရင်ဖြစ်လျာဘဝတိုင်းလိုက်တာတာ ကဘာတသိမ့်ပြီတော့မှဂေါရမဘုရားထံရောက်တော့အချိန်ပုံသွားလို့ဂေါတာပန်ပြီးသွားတာ။နော်ပြန်စားမဲ့ဘလူးမာကြီးကအမှန်မြင်သွားလို့တခမ်းပြတ်သွားတယ်။အဲ့တော့တလိဆန်တိုင်းညိုနေမှာတော့အညိုခံရတဲ့သူရောညိုတဲ့သူရောအဲမဉဏ်ပူဉဏ်ဒီကြားနဲ့နှစ်ကြိမ်ကြည့်သူပြွင့်လာတော့ဘုရားတက်သူမှမဖူးလိုက်ရဘူးချွတ်လို့မရဘူးဆိုတော့ သာဓုသမီးတို့များအညိုးခံလိုက်ရရင်ဘယ်နဲ့နေမလဲကဘာတသိဖြတ်ပြီးတော့နော်အညိုးတစ်ချက်ကိုဘယ်လောက်ထားရလဲကဘာတသိညိုးတဲ့သူလဲကဘာတသိမပြေမချင်းမပြေဘူးနော်ဒါကြောင့်မလို့မြတ်စွာဘုရားကသာဓကအနေနဲ့အမျိုးမျိုးကုံကုံဟောခဲ့ပြီးမဲ့နော်လူသားတွေကပျော်စရာပြက်စရာလိုပဲဖြစ်နေကြတယ်လိုက်နာခြင်းလည်းမကြည့်နားထောင်ခြင်းလည်းမကြည့် နော်ငါဘုရားရဲ့ကုသဓာတုသေးဒီဓမ္မသေးဒီဥဒိဋ္ဌသေးဒီပရိဘောဂသေးဒီလို့မဟောခဲ့ဘူးလားမဟောပါဘူးဗျာအဲ့ဒီလိုကုသသစ်စစ်ကုတော်ဂယုမဆိုင်ခြင်းငါဘုရားကုသမိဘနှစ်ပါးငါဘုရားကုသဆရာသခင်ယေရှုရှင်အနန္တနန္ဒငါးပါးကိုပြင်မာရင်ငါဘုရားကိုပြင်မာတဲ့တဲ့သို့ထပ်တူခံရမယ်လို့မဟောခဲ့ဘူးလားမဟောပါဘူးဗျာအေးအဲ့ဒီတော့တတိတင်ကြလို့ ဩဒိတသေးဒီဆိုတဲ့ရုပ်ပွားတော်ကြီးကိုတောင်မပွဲမရာတွေလုံနေကြရင်ကဲသိစကြည့်ပြီတော့သာဓုသမီးတို့ရဲ့အိမ်ဦးကန်းမှာဖျားမကြည့်ဘူးလားဖျားကြည့်ကြီးရှေ့မှာကြွနေတော့နောက်ဘွေးရနေပုံသေးတာကိုဖျားကကြိုက်ပါမလားမကြိုက်ရင်အဲ့ဒီအိမ်ကြွမလားမကြိုက်ပါဘူးအဲ့ဒါဖျားတင်ထားပြီဖျားမကြွတဲ့အိမ်နဲ့ သဘောပေါက်လားပါပါဘုရားကျန်တန်းယုံမာရင်အရက်တေသာတွေတောက်ထားတဲ့အိမ်ကဘလောက်ကြီးပဲပြင်းပြင်းဘုရားကနေတယ်အဲ့ဒီအိမ်ဘုရားကျောင်းတော့ကြွားပါမလားပါပါဘုရားနော်ကိုကိုဝယ်ထားတဲ့ယုံပွားတော်ကြီးကိုအနေအနေကစားနေတိုင်းနေနေဦးအဲ့ဒီဘုရားဟာဘုရားဖြစ်ပါမလားပါပါဘုရားအဲ့တော့တောက်သားမှုရည်ပြီးတရဏဂုံတောင်မရှိတော့သာသနာတွင်ဖြစ်ပါမလားပါပါဘုရား အဲ့တော့တူးနေတဲ့အတုဒါနတွေကသာသနာကျွဲအလူလားသာသနာပအလူတွေလားသာသနာပအလူဆိုလို့ရှိရင်အကျိုးကဘလောက်ရမလဲ။ကျောင်းမင်းကြီးတော့လူမကျောင်းသီးလောက်ပဲတင်မှာသာသနာကျွဲအလူဖျားကိုဥဒိတ်တာတရားတော်ဥဒိတ်တာ သံဃာတော်ကိုဥဒိဋ္ဌာပိတုမသာသနာတွင်အလူဖြစ်တော်မှာညောင်တိရနေညောင်ပင်လောက်ပွားမှာတဲ့သဘောပေါက်လားဟုတ်ပါဘူးအေးအဲ့ဒါတွေဟာလေတကယ်တမ်းပြန်ကြည့်ရင်လူတိုင်းသိတဲ့အချက်တွေပဲနောက်ပြီးတော့အရင်ကြီးဆုံးအချက်တဲ့ကြောင်မင်းကပြောပြပါတဲ့နော်အဲ့ဒီအရင်ကြီးဆုံးအချက်ကတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကနော် စိတ္တယဟန်တို့တဲ့ဘိရိယရိယတတ်သိတတ်ရအင်းအိုင်ခလက်လက်ဘွဲ့မန္တန်မန္တရားကိုမလိုက်သားပါနဲ့နော်တိလကုံတမာတိကုံပညာကုံနဲ့သာဉာဏ်အထုတ်ပါလို့မမှားခဲ့ဘူးလားမှားခဲ့ပါဘူးဗျာ အဲ့တော့ဘေးဒီရေရာတက်တင်တိုက်ရိုက်နေဟောတာပြောတာဒီဖះကြိုက်သလားမဟုတ်ပါဘူးဗျာအဲ့တော့ဖះမကြိုက်ဒီဖះမကြိုက်တာလုံးတဲ့သူတွေကိုဖះမေတ္တာကြပေးပါမလားမပေးပါဘူးဗျာဘုံတော်တွေအတတ်တက်ရွတ်ပရိတ်တွေအတတ်တက်ရွတ်ပဋ္ဌာန်းတွေအတတ်တက်ရွတ်နေပေမဲ့သုံးပါမလားမဟုတ်ပါဘူးဗျာဖះရဲ့မေတ္တာကြမှာမရရင်ဖះဖြစ်ခင်အောင်မနေတတ်ရင်အသွန်တတ္တိဆိုတာရမှာမဟုတ်ဘူး နော်ဘုံတော်ကိုပါရွတ်လဲအသွန်တတ္တိမရဘူး။တန်ဘုံတွေရွတ်လဲမသွန်ဘူး။ပိယိတ်တွေရွတ်လဲမသွန်ဘူး။သဘောပေါက်လား?မှန်ပါဗျာ။အဲ့တော့ဘုရားမကြိုက်တာတွေလှုပ်ပြီးတော့ဩအခုခေတ်ဘုရားကိုကျင်းဆိုင်ပြီးတော့ဘုရားမကြိုက်တာလှုပ်ကြတယ်။အဲ့ဒီတော့ယေရယခြေခိုင်းတာတောင်ဘုရားမှခြေပါတဲ့။ ဲ့တော့ဘုရားကရေရယာမကြိုက်တဲ့ဘုရားကိုဘုရားမှာတော့ရေရယာချိန်ပါဆိုတော့အဲ့ဒီဘုရားမှာဘုရားကြွပါဦးမလားမှန်ပါဘူး။ငါမကြိုက်တာကိုဗုဒ္ဓဘာသာတွေငါသားတော်တွေငါရဲ့ဘာသာဝင်တွေသူပြီးငါမကြိုက်တာလာလုံနေတယ်သူပြီးမေတ္တာတရားပါမလားမရပါဘူး။သောက်တည်ထားတဲ့တရဏဂုံကိုယုံပါမလားယုံပါဘူး။ ာမပြက်ဘူးလားပြက်ကုန်တာဗောတဲ့ဒါကြောင့်မလို့တရားမင်းကပယ်လို့မရတာတဲ့တရဏဂုံမရှိဘူးတဲ့နော်ရွတ်ဖတ်ထားတဲ့သူတွေကလည်းအရေးကြုံလာဘေးရင်သာသွားမေးမေးသည့်ယရယာဒေတာကြီးအရေးအချင်းဆိုတဲ့စေတနာဆိုတဲ့အနစ်သာရမကြည့်ပဲနဲ့အရေးအတွက်နဲ့သာယရယာချီးတည်ကြတာဘယ်နဲ့ညွတ်ဘယ်နဲ့ကဲဘလောက်ဟင်အဲ့ဒါနဲ့ပဲအချိန်ကုန်နေတော့ ဗုဒ္ဓဘာသာကြီးညှိုးမိန်ပြည့်စည်နေတာကိုတရားမင်းကတကယ်တော့ဘယ်လိုလုပ်ကြည့်နေမလဲသို့တော်ညာလဲနော်ဟောဗီရိယရိယတတ်စင်တိုက်ရိုက်နဲ့ကြီးပွားနေတယ်ဆိုပြီးတော့အဲ့ဒါမှဖလန်းဆိုပြီးလုပ်နေကြတော့ဘယ်လိုလုပ်ပြီးတော့ဗုဒ္ဓဘာသာတရားရှေ့သက်တို့တက်ပါမလဲတဲ့တရားမင်းက အရှင်ဘုရားဟောကြားပြီးမှဖြစ်ပါတော့မယ်အဲ့တော့တရဏဂုံလည်းမကြည့်ရင်တော့အပယ်လေးကိုအကုန်သိမ့်ကုန်မှာဘုရားတဲ့နော်ကိုယ်ပိုင်ကိုဘုရားကိုထန့်ကျင်နေမှမသိနော်ဘုရားမကြိုက်တဲ့ဘုရားထိတ်ကနေတာပြီးရေလောင်းလာတယ်အဲ့တော့ဘုရားရှင်ကိုယူသေးလို့လောင်းနာလားမယူသေးလို့လောင်းနာလားအခုခေါင်းကြီးတော့ပါကို ကြီးညိုတဲ့ဘုန်းကြီးတို့ပါကိုအပြင်မရအိမ်ကြွပါဗျာတပြည့်တော်တို့တပိလားသူလုံးလေးချမ်းကိုအတွက်ရေသက်ပဲပေးပေးရသည်ဆိုပြီးအိမ်ကတ်တင်ပြီးလောင်းလန်းမကောင်းဘူးလားကောင်းပါဘူးခဏနေဦးဘုရားမလောင်းနဲ့အဲ့ဘူးလန်းလေးပေါ်ထားမယ်ပြီးရင်ကြားရင်သေးုံသာတက်ပါဗျာမကောင်းဘူးလားဟမ်အဲ့ဒီလိုဘုန်းကြီးကြတော့မလုံရဲပဲနဲ့ဖျားရှင်ကြတော့ဘာဖြစ်လို့တက်လို့တာလဲ နော်ယဟန္နာတပါးသိရင်တော့လုံရဲပါမလားအခုယဟန္နာမဟုတ်တဲ့တိရကုဆရာတော်ဘုရားကြီးတွေအဲ့ဒီလိုနော်တန်ဖိုးကြီးမားတဲ့ဘုန်းတော်ကြီးမားတဲ့ဆရာတော်ဘုရားကြီးတွေကိုတော့လုံရဲလားမလုံရဲရင်အဲ့ဒါတဲ့အသာပေါင်းများစွာမြင့်မြတ်တဲ့ဘုရားဘာဖြစ်လို့တဲ့လုံတယ်လဲနော်နဗီသီမီပူဇော်ရင်ပေမိပြည့်အပူဒံမကြည့်ဘူးလားကြည့်ပါဦးခင်ဗျာကြက်တိမိလေးတလုံးတော့ကြာရင်အပူဒ သွင်းတတ်မလားဘူးလားမှန်ပါဗျာအဲ့ဒီတော့ဘုရားနဲ့ဝေးတဲ့နေရာကနေအလင်းရောင်ကိုပေးတာလားအပူတက်ကိုပေးတာလားမှန်ပါဗျာညံတော်ဘုရားကိုစီမီလူတယ်ဆိုတာအပူတက်ပေးတာလားအလင်းတက်ကိုပေးတာလားမှန်ပါဗျာအလင်းတက်ကိုအလင်းရောင်ရောက်တဲ့နေရာကနေတွန်းပေးလိုက်ပြန်မရဘူးလားမှန်ပါဗျာအဲ့တော့သားတို့သမီးတို့ mà nhà lừa từ bị nhà lông nào gần đi phải này đi lừa lên thôn bị lấy gì mà làm hả có già rồi phải ông này chăm mà tôi lừa đồng đi lừa lừa bị lừa qua chưa phải ai chỉ cho nó phòng một tiền cho lên cho phải không không để vậy cho tiền đâu tiền là làm cái chỗ tôi cố nhà chủ bị đòi phải ông này cố đành tiền thôi nọ ဲကိုလည်းတတိလေးသွားကိုလက်လည်းသွားကိုဘုရားအရင်ပြောပြီးသူကောင်းကြီးပြီးလောင်နေတာတို့ဟဲလက်လက်တော်လေးပြီးလို့ချတာပါတဲ့လက်တည်းကတော့ဝိသိဝိမြန်လေးဘုရားသာတက်စီတရားကြီးရင်ကျူမင်္ဂါကဲတော့မူကြပါဦးတို့ထားပြေးပါတော်ပြီဒီအိမ်မကြွတော့ဘူးနော်ဒီနေရာဒီဘုရားငါကြွလာရင်ငါပြီးရဖန်မယ်ဝိုက်ပေါ်မှာနော်နည်းနည်းတော့မထိုင်ရသေးဘူးကြီးဝိုက်လောင်ကြမှာပဲ အဲ့တော့ဗုဒ္ဓဘာသာဟာရေလောင်းတဲ့အပြစ်နေရနော်ဒုက္ခရောက်နေပြီတဲ့နော်ရိုသေလေးစားခြင်းမရှိတော့ဘူးနော်အဲ့ဒီတဲ့ဆိုတာမြတ်စွာဘုရားဟောခဲ့တဲ့အတိုင်2500ကျော်ရင်ငါဘုရားရဲ့ဘုံတော်ကျေးဇူးတော်တွေကလူပြည့်တည်းရဲ့ပဇတ်ထဲမှာကြည်တရားမောတရားအပြစ်တွေဖြစ်ကုန်တော့မယ်ဆိုတာအခုမှန်းနေပြီလူပြည့်လူတွင်း လူပါဠိရဲ့ပဇတ်ထဲမှာနော်တဏှာပြင်းဆိုရင်ယတနာဘောင်းတုံကြီးတဲ့အင်းတော်ကြီးနဲ့အရက်တစ်ခွက်နဲ့လဲတောက်တယ်လို့ပြင်နေမယ်တဲ့သဘောပေါက်လားသဘောပေါက်ပါဘုရားအဲ့ဒီတော့သေသေးကြကြပြန်ကြည့်တော့အခုလူမျက်တည်ထဲမှာကြီးတရားဟေးအရန်ကြီးရတာပဲသူကြီးလိုက်ပြန်လေနော်နမောတတကု ဖြစ်စီထားတာတွေနော်အဲတကတက်ပြီးပထမ်24ပြစ်စီကိုဘာပြစ်စီတွေမှမသိဘူးကျော့ကြောက်ရွတ်လိုက်တာအဲ့ဒါဝိုင်းနေကြတာဦးလေးကိုပြက်တယ်ဟင်အဲ့ဒါရည်တရားတွေလားကိုယ့်ဘာသာကိုပြစ်စီနေတာအဲ့ဒါသူထတော်ဒဲနဲ့ပေါ့ကိုသိနော်အဲ့ဒါကြတော့ကြီးလိုက်မောလိုက်တာအဲ့ဒါသဘောကျတယ်ဆိုတာဟာထောက်ခံခြင်းမဲ့ ။နော်ကြီးမောပြီးထောက်ကန်တာဖြစ်တဲ့အတွက်အဲ့ဒီလူငရဲ့သိရင်နောက်ကနေလိုက်သွားကြမှာအကုန်။တတိကြီးခေါ်နေတယ်။အဲ့ဒါတရားတော်ကိုစော်ကားနေတာ။နော်။အဲ့တော့ကြီးကံမာဆိုတာကိုခံသိမှခံမယ်အတိုင်းအစကြည့်တယ်ဆိုရင်အဲ့ဒါဘုရားကိုဆန့်ကျင်ပြီပဲ။နော်တရားတော်ကိုဆန့်ကျင်ပြီပဲ။အဲ့ဒီလိုဆန့်ကျင်ထားတဲ့သူတွေဟာနော်ပရိယုတ်ကိုသုံးမှမလားသုံးပါဘူးဘုံတော်ကိုဝါထယုတ်ကိုသုံးမှမလားသုံးပါဘူး အဲ့တော့သတိချောက်လို့နော်သတိချောက်လို့တမ္ပုတ်ကြီးရွတ်ပါတယ်သတိအပြန်ချပြီးတော့လိုက်ရွတ်နေရဟင်ဟိုနေဘွက်နေနေဖြစ်တဲ့အတိအဲ့ဒီတော့သတိတွေကပြောမှာကိုငါလည်းအဲ့ဒါတွေဒီဘဝတုန်းကရခဲ့တယ်မိရွတ်မနေနဲ့အလကားပဲပြောမှာဟင်အဲ့ဒီတော့ရွတ်ရုံမရှိတာဘာတမ္ပုတ်ရှိအဲ့ဒါတမ္ပုတ်မရှိဘူး နော်ဒါကြောင့်မလို့ဂျိုသိင်ကြီးလေးသားကြီးမှမကြည့်ရင်နော်အင်အားဆိုတာရလာပါမလားမရပါဘူးတွမ်းအင်ဆိုတာရပါမလားမရပါဘူးအဲ့တော့လူကြီးတို့မြတ်စွာဘုရားရဲ့အပွင့်အလန်းတို့မြတ်စွာဘုရားမေတ္တာတတ်မြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွမ်းအင်နဲ့လူကြီးလိုက်တာနော်လူကြီးပြီးတော့ဘုရားအပေါ်မှာနော်မဟာယနာရီရဲ့နှိမ့်သက်ပြည့်စုံမှုနဲ့ထေရဝါဒပျောက်ွယ်ကုန်ပြီ နော်ထေရဝါဒအစ်အမှန်တော်တော်ရှားသွားပြီအဲ့တော့ထေရဝါဒကယတနာ၃ပါးပဲရှိတယ်ဗေဒီယေရယာတတ်တင်တိုက်ရိုက်မရှိဘူးသဘောပေါက်လားမှန်ပါဗျာအဲ့တော့ကိုယ်ဆောက်တည်ထားတဲ့တရဏဂုံလေးကိုခိုင်မာအောင်နော်မြတ်စွာဘုရားကသာယဉ်ကြက်တဲ့သလားသုံးလူအမြောက်ဝေပေးဝိယဉ်ကြက်တဲ့သလားသင်္ကန်းတော်မြတ်တွေရှိတယ် အဲ့တော့တခါလေးနဲ့တစုံမတတ်နိုင်ရင်ဒီနေ့ကိုကြလို့ရတဲ့အထက်ကနည်း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 သူတစုံရရင်တစုံဝဲသူပေးလိုက်ကိုလူတဲ့တန်ဃာတော်ဟာကြည်ညာအားထုတ်ခြင်းကိုအတွက်အကျိုးများမယ်တထွားပဲကြည်ထားတဲ့သူကိုသွားလူရင်တထွားသားပဲပြန်လာမယ်တထောင်ကြည်ကြံထားတဲ့သူကိုသွားလူရင်တထောင်ပြန်လာမယ် ဘုရားဟောတာမဟုတ်ဘူးလားဟုတ်ခဲ့တာတဲ့နေတရားတန်တရားကြက်တဲ့ရင်တယောက်လည်းမတတ်နိုင်ရင်အများနဲ့သူပေါင်းပြီးတော့ထောက်လို့လူရန်နေတဲ့အထဲထဲမှာလူရန်ကြတဘောပေါက်လားအဲ့တော့သုံးသင်္ကန်းကြောင်းသေးဟာလူတိုင်းလူတိုင်းအတွက်တန်တရားလုံးသိရဲ့ချင်းတို့ကင်းအောင်မြတ်စွာဘုရားကလမ်းပြထောင်ခဲ့တာ နော်အဲ့ဒီလိုသုံးလူတဲ့အကျိုးသင်္ကန်းလူတဲ့အကျိုးကြောက်ထောက်တဲ့အကျိုးဆေးလူတဲ့အကျိုးနဲ့တိုးတက်နော်အောင်မြင်တာကိုပဲမြတ်စွာဘုရားလူခြင်းနဲ့အဲ့ဒါကမှတတန်တရားလုံးမသိရတော့ဘူးတတန်တရားလုံးမငတ်တော့ဘူးတတန်တရားလုံးအဝိအထေမကြပါတော့ဘူးတတန်တရားလုံးဒီတရားတိုင်တရားမကြပါတော့ဘူးပြည့်စုံမယ်ကုန်လုံးမယ်ကျွယ်ဝမယ်ချမ်းသာမယ်တဲ့ပေရိယရေရာကြောင့်ဆိုရင် နော်ခုနှစ်ရက်တောင်မခံဘူးတဲ့သဘောပေါက်လားမှန်ပါဗျာဒါကြောင့်မလို့ရကေရန်ပြန်ကြည့်ရင်အရှိကြီးပဲတဏှာကြီးတော့ဟောရမယ်မနစ်ကဟောတာတော့နှစ်နာရီကျော်ကျော်ဟောရနော်ဒါအခုအတူညုံကလေးတွေပြန်ပြောတာနော်အတညုံဆိုလို့ရှိရင်အဟိပောင်းရဲ့ပြန်မပြောပါနဲ့နော်မလေးမိတ္တာသာထားလိုက်တမ်းမလေးမိတ္တာတုတ်တဲ့ဘုအခုချိန်ကဝိညာဉ်တုတ်ကပူဆုံးနေတယ် နော်မေတ္တာတို့ယွနေလို့ မရဘူးกว่าတဲ့ဝိညာဉ်တို့တိုင်းသွားမှဒီကောင်းတွေကကြောက်တာတဲ့အဲ့တော့မေတ္တာတုံတဲ့ဝိညာဉ်တို့ကပူသွန်းတယ်ဆိုတော့အဲ့ဒီလိုလူမျိုးကမေတ္တာတုံရွတ်ပယိကြီးတက်တဲ့တုံမပါဘူးဘိဓကတုံမုံထရွတ်နေတော့ရပါမလားမရပါဘူးမရတော့သူတို့အတွက်တန်ဖိုးမကြီးတော့ဘူးတော်ကပြီးသွားတယ်နော်နောက်ပြီးတော့ထဲဆိုနေတာဒီကိုအတော်ကြီးဓာပြီးပရိယုံမနေပါနဲ့ဆိုတော့အဲမိုက်မိုက်ရိုက်ရိုက်နေဟဲ့ငါဟဲ့လူဟဲ့ပေါ်ဟဲ့နေရံပြစ်နေတာကို ပရိယွနေတယ်သူပြီးပြောလိုက်တော့ဘလူရင်းပြည့်ကုန်နော်အဲ့ဒီလိုကပြောမိတဲ့သူတွေကခေမုန်ကြီးသေးပါတယ်မှာဘုရားတရားတန်ဃာတွေကိုတော်တော်ကြီးကိုကြောက်ဖို့ကောင်းတယ်တန်သေးပါသည်နော်ဓဘဝနဲ့ခံရမှာမဟုတ်ဘူးနော်မကြည်မချင်းတန်သေးပါနောက်ပါလိုက်